ဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာကျင်းပတဲ့58ကြိမ်မြောက်ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီအစည်းအဝေးမှာကမ္ဘာဝေကာကွန်ကရက် WUC ကဝေကာတွေအပေါ်မှာတရုတ်ရဲ့ဆက်လက်ဖိနှိပ်နှိမ်မှုတွေကိုဖော်ထုတ်ပြသဖို့ရည်ရွယ်တဲ့ပြပွဲတစ်ခုကို match လ18ရက်နေ့ကကျင်းပခဲ့ပါတယ်။ ပြပွဲမှာဝေကာလူမျိုးတွေကိုထားနိုင်ငံကအတင်းအာဓမနှင်ထုတ်တာအာဓမလှုပ်အားပေးခိုင်းစီတာဝေကာပညာတတ်တွေကိုဖန်ဆီထိန်းသိမ်းတာနဲ့အာဓမကိုဝင်ဖြတ်ချခိုင်းတာတွေအပါအဝင်နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွေလိုမျိုးအရေးကြီးတဲ့ကိစ္စရပ်တွေကိုမိမောင်းထုတ်ပြခဲ့တယ်လို့ WUC ကလူမှုကွန်ရက် X မှာမျှဝေခဲ့ပါတယ် WUC ကတရုတ်ဖိနှိပ်မှုတွေကိုကဘာကတရိထားမိစေဖို့ပြပွဲကျင်းပတာဖြစ်ပြီးအထက်ပြေးပြေးွားတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့နိုင်ငံတကာအတိုင်းအဝိုင်းကိုလည်းတောင်းဆိုလိုက်ပါတယ်။ ဒါအပြင်အစည်းအဝေးကျင်းပနေစဉ်အတွင်း WUC ဥက္ကဋ္ဌတာကန်ချန်အာလော်ဒန်ကမင်းကွန်းပြောကြရမှာဝီကာရီဘာသာရေးလွတ်လပ်ခွင့်ညှင်းပယ်ခံရမှုအတင်းကျပ်နေရပြန်ပို့မှုအပါအဝင်နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွေအကြီးအကျယ်ခံနေရမှုနဲ့ဝီကာရီစင်ဆက်မပြတ်နှိပ်စက်ညှဉ်းပန်းခံနေရမှုတို့ကိုထည့်သွင်းပြောကြားခဲ့ပါတယ်။ တာကန်ချန်ကဆိုးရတဲ့လူခွင့်ချိုးဖောက်မှုတွေကိုတရုတ်တာဝန်ခံလာစေပြပြတသားဆောင်ရွက်ဖို့နိုင်ငံတကာကိုတိုက်တွန်းခဲ့ပြီးတော့ဒီလိုရက်ဆက်ရုံမာမှုတွေကိုအရေးတကြီးကန်တွယ်ဖြေရှင်းဖို့လိုအပ်နေတယ်လို့ပြောသွားပါတယ်။ World Weaver Congress WUC ဟာတရုတ်နိုင်ငံရှင်ချန်ဒေတာမှာအထက်အားဖြင့်နေထိုင်တဲ့ဝီကာလူမျိုးတွေရဲ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေကိုထောက်ခံအားပေးတဲ့နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ WUC ကို2004ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးအထူးသဖြင့်လူ့အခွင့်အရေးယဉ်ကျေးမှုထိန်းသိမ်းရေးနဲ့နိုင်ငံရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာကိစ္စရပ်တွေမှာကမ္ဘာတွန်းမှာရှိတဲ့ဝီဂါလူမျိုးတွေအတွက်ကိုယ်စားလှယ်အဖွဲ့အစည်းဆောင်ရွက်လျက်ရှိနေပါတယ်တရုတ်နိုင်ငံမှာရှိတဲ့ဝီဂါပြည်ထနာကရှင်ချန်းဒေသမှာနေထိုင်တဲ့မွတ်စလင်တာကက်လူမျိုးစုဝီဂါတွေအပေါ်မှာလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပါတယ် ဝီကတတန်းကျော်ကပြန်လည်ပညာပေးရေးစခန်းတွေလို့ခေါ်ဆိုတဲ့နေရာတွေမှာထိမ့်သိမ်းခံထားပြီးအတင်းအာဓမအယူဝါဒသွတ်သွင်းခြင်းကိုတိလက်ရောက်စော်ကားခြင်းနဲ့ယဉ်ကျေးမှုဆိုင်ရာဖိနှိပ်မှုတွေကိုရင်ဆိုင်နေရတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။တရုတ်ဆိုရကဒီလုပ်ရက်တွေဟာအစွန်ရောက်ဝါဒကိုတိုက်ဖြတ်တဲ့စီမံချက်တွေလို့အကြောင်းပြချက်ကောင်းပေးပေမဲ့လူခွင့်ရေးအဖွဲ့တွေကဒီဖြစ်စဉ်တွေကိုလူမျိုးတုံးသက်ပြတ်မှုအပါအဝင်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအဖြစ်သတ်မှတ်ထားကြပါတယ်။ ဒါအပြင်ဝေကာတွေကဆစ်ဆစ်ဆက်ဆက်ရှောင်ကျဉ်မှုအာဓမလိုအပ်ပေးခိုင်းစေမှုနဲ့ဘာသာရေးဖိနှိပ်မှုတွေကိုလည်းခန်းဆားနေကြပါတယ်။သူတို့ရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုအလေးအထားတွေကပုံမကန်းသက်ခံရပြီးတော့အတင်းအကျပ်သားကြောပြက်ခံရတာနဲ့မိသားစုနဲ့ခွဲထားခံရမှုတရင်တွေလည်းထွက်ပေါ်လျက်ရှိနေပါတယ်ရှင်။လောကမီဒီယာကိုဆက်လက်ကြည့်နိုင်ဖို့ ပတ်ပြီးဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစိမ TV YouTube Channel မှာမမဝင်ပြင်းချက်ကြီးဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ